ဲ့မိကုံဖြစ်ပါရဲ့ဗျာအရှင်ဗျာကံကံဤအကျိုးကတကယ်ရောရှိပါသလားဗျာတိမတ်ပူတာတခုရှိပါရဲ့ညီမပင်အာကုတ္တတွေလုံနေပါမူကုတ္တအာကောင်းနေရင်အာကုတ္တကအာကုတ္တပြုတ်လုံနေတဲ့သူမှာအာကုတ္တကံအကျိုးမပေးသေးဘူးလို့သိရပါရဲ့ဗျာဒီလိုအခြေအနေကြီးကတကယ်ရောတရားမြတ်တာပါရဲ့လားဗျာဒီလိုမျိုးသာဆိုတပည့်တော်ကတော့အကုသိုလ်တွေအကုန်လုံးပြီးကုသိုလ်တွေနဲ့ပြန်ဖုံးမယ်လို့စဉ်းစားမိပါတယ်ခင်ဗျာ ကံကံဤအကျိုးကိုတည်တည်ချာချာရှင်းပြပေးတော်မူပါဘုရားလို့မိထားပါတယ်။ဥစ္စလို့ဒါဟိုမခေါ်လဲဆိုတော့ရေများရေနိုင်မိများမိနိုင်ဆိုတော့မြန်မာစကားပုံရှိတယ်လေ။အဲ့တော့မိတွေတအားတောက်နေတဲ့ဥစ္စာကိုဆိုတော့တောင်းတောင်းရေလေးနည်းနည်းဘဝသွားဖြန့်လည်းမရအောင်။မိအားကြီးနေတာကိုအဲ့လိုပဲပင်လည်းပြင်းကြီးမှသွားပြီးတော့နေတဲ့မိတွေသွားရှုပ်လည်းမရအောင်။မိကငြိမ်သွားမှာပဲ။ရေများရေနိုင်မိများမိနိုင်။နောက်တစ်ခုရှိတယ်လေမိခဲပြာဖုံးဆိုတာလည်းရှိတယ်နော်။အောက်မှာမိခဲတွေရှိတယ်။အပေါ်ပြာတွေဖုံးနေတော့မပူဘူးတိတ်မပူဘူး။ တော့ပြာရဲ့ဥမာလူတယောက်ကပြာဖုံးနေတဲ့မိကြီးခဲကိုနင်းလိုက်တယ်ချက်ချင်းမလောင်ဘူးဘာလို့ပြာခံနေတဲ့အတွက်ကြောင့်အဲ့ပြာကိုကြော်သွားပြီးခါမှာအပူထန်ကရောက်လာတာအဲ့တိုင်းပဲသူကကုသိုလ်နဲ့အကုသိုလ်ရဲ့သဘောတရားကအကုသိုလ်အရင်အားကြီးနေတဲ့အချိန်မှာသူကကုသိုလ်ကအကျိုးပေးခွင့်မရအောင်နော်ဘာလို့ဆိုတော့အကုသိုလ်တွေကပိတ်ထားတာကိုမလာအောင်လို့နော်အဲ့တော့ပဲကုသိုလ်တွေဒီလှုပ်ပြီးတော့အကျိုးပေးနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းအကုသိုလ်ကဝင်ခွင့်မရပြန်အောင် အဲ့တော့ခုနကသူပြောတဲ့စကားထဲမှာအကုသိုလ်တွေအများကြီးလုတ်ပလိုက်မယ်ပြီးရင်ကုသိုလ်နဲ့ပြန်ဖုံးမယ်ဆိုတာအဲ့ဒီအကုသိုလ်အများကြီးလုတ်ပြီးတော့အကျိုးပေးတဲ့အချိန်မှာကုသိုလ်တွေကဘယ်ရောက်တော့မှမသိတော့ဘူးအဲ့တော့ဆိုတော့ကအကုသိုလ်တွေကအကျိုးပေးတဲ့အချိန်မှာဘယ်တော့ကုန်မှာလဲခက်လားအဲ့တော့ကုသိုလ်နဲ့အကုသိုလ်ဘယ်ကဘသူကအရင်ဆော့ဆော့အကျိုးပေးမလဲဆိုတာလည်းမသိနိုင်ဘူးခက်လားတဘွားလုံးမှာလူတစ်ယောက်ဒီကုသိုလ်လည်းလုတ်မယ်အကုသိုလ်လည်းလုတ်မယ်အဲ့ဒီနှစ်ခုမှာအားပြိုင်နေတယ်အများကြီးခက်လားအဲ့တော့အကုသိုလ်များသလားကုသိုလ်များသလားတေခါနီးမှာဘာကိုဦးဇင်းတို့အာရုံပြုစွဲမလဲ ဟုတ်လားသင်္ကန်းကြီးမှာကောင်းတဲ့အာယုံကိုဆွဲမလားမကောင်းတဲ့အာယုံကိုဆွဲမလားဘာသူမှအမှတ်မခံနိုင်ဘူးအဲ့ကြောင့်မသေးချာတဲ့ကြောင့်ဦးဇင်းတို့ကကုသိုလ်များများလှုပ်ဖို့မြတ်စွာဘုရားတိုက်တွန်းတာလက်ကားမဟုတ်ဘူးဘာပြောအကုသိုလ်နဲ့ကုသိုလ်ဟာအများနဲ့အပြိုင်နေတယ်အဲ့တော့သင်္ကန်းကြီးမှာသာဦးဇင်းတို့အကုသိုလ်ကိုအာယုံတုပြီးတေသွားခဲ့မယ်ဆိုလို့ချင်းအကုသိုလ်အကျိုးပေးပြီးသားမှတ်အဲ့ဆိုရင်အဲ့ဒီအကုသိုလ်တွေကဘယ်တော့ကုန်ပါလဲမသေးချာဘူးတခါတလေအကြောင်းမတိုက်ဆိုင်လို့ချင်းအတိတ်ဘဝဘဝကလှုပ်ခဲ့တဲ့အကုသိုလ်တွေပါဝင်ပြီးအကျိုးပေးတော့တာတော့ချောက်သူကဟုတ်တော့ ဆယ်ကန်ကြီးရှိတယ်ရင်းနှောက်ဖောက်ပေးတာနဲ့အတူတူပဲပစ္စုပန်လှုပ်လိုက်တဲ့အာဟုသူကအရင်ဘွားကလှုပ်ခဲ့တဲ့အာဟုသူဝင်ခွင့်ပေးလိုက်တာနဲ့အတူတူပဲနော်အဲ့ဒါဦးဇင်းတို့အာဟုသူတစ်ခုကကျိုးပစ်ခွင့်ရလိုက်ပြီဆိုတာနဲ့နောက်6အာဟုသူတွေဝင်တော့တာပဲဟိုကန်ဆုံးမသွားတဲ့ရမိုးလိုက်လို့ရွာဆိုတာမျိုးလေအဲ့တဘောအဲ့တော့အဲ့ဒီအာဟုသူတွေကုံပြီဆိုတဲ့ခါကျမှကုသိုလ်လှည့်ကရောက်မှာအဲ့တော့အဲ့ကုသိုလ်ဘယ်တော့ရောက်လာမှာလဲမသေးချဘူးဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကမသေးချတဲ့အာဟုသူကိုမလှုပ်ခိုင်းမနဲ့ကုသိုလ်တွေကမျက်မျက်ဖိလှုပ်ခိုင်းတာဒါပေါ့ပြောတာနော်သေချာအောင်လို့အဲ့တော့ကုသိုလ်တွေအများကြီးနေတဲ့ပုဂ္ဂိုလ်ဆိုရင် တေဂာနီမှာတော်ရုံတော်ရုံအကုသိုလ်တသေးလေးတွေအာယုံမှာပေါ်လာမှာမဟုတ်ဘူးအဓိကတေဂာနီဂတိနမိတ်အရေးကြီးတယ်နော်တေဂာနီမှာဥစ္စလို့ကောင်းတဲ့နမိတ်အာယုံယူနိုင်ခဲ့တယ်ဆိုရင်ကောင်းအောင်ရောက်မှာမကောင်းတဲ့အာယုံယူရင်မကောင်းတဲ့အာယုံရောက်မှာတချို့ကပြောတယ်လေတပွားလုံးအကုသိုလ်လုံမယ်တေဂာနီမှာတရားနှလုံးသွင်းမရနိုင်ဘူးလားပြောတယ်တကယ်ရနိုင်ခဲ့တော့ကောင်းတာပေါ့လို့နော်တကယ်ရနိုင်ခဲ့ရင်ကောင်းဒါပေမဲ့မဖြစ်နိုင်တဲ့ဥစ္စာအားတာကတတလုံးအကုသိုလ်လုံလာပြီးခါမှာတေဂာနီမှာတရားနှလုံးသွင်းမှာတော့မဖြစ်နိုင်လုံးဝမဖြစ်နိုင်တဲ့ကိစ္စ တော့တပွားလုံးလှုပ်လာခဲ့တဲ့အကုသိုလ်တွေကဒီတိုင်းမနေဘူးသူစိတ်ကိုလုံးဝနှောက်ချက်နေမှာလေတေခါနေမှာအော်တိုမက်တစ်ကိုသူလှုပ်ခဲ့တဲ့ဥစ္စာတွေကပေါ်လာမှာတခြားဘောက်ကဒီနိမိတ်တွေကံမနိမိတ်တွေပေါ်လာမှာအဲ့ဆိုရင်သူတရားအာရုံဘလို့မှနှလုံးပြုလို့မရဘူးဒါကြောင့်ကုသိုလ်မင်းမလှုပ်ထားတဲ့ပုဂ္ဂိုလ်ကတကူးတကအာရုံပြုစရာမလိုဘဲနဲ့အလေးချင်းဖြစ်နေတဲ့အတွက်ကြောင့်သူ့ဟာသူအလိုလိုအာရုံမှာကောင်းတဲ့အာရုံတွေပေါ်လာမှာဒါကြောင့်ဆိုလို့မကောင်းမှုတွေလှုပ်ပြီးတော့ကုသိုလ်နဲ့ဖုံးဖို့ကြိုးစားမယ်ဆိုရင်မဖြစ်နိုင်ဘူးနော်မဖြစ်နိုင်ဘူး